ျွန်တော်တို့ဘဝမှာခက်ခဲတစ်ခုခုနဲ့ကြုံတိုင်းပေါ့နော်အဲ့ဒီခက်ခဲတွေကိုကျော်လွှားနိုင်ဖို့ဆိုရင်ဒီတစ်ချက်ကမဖြစ်မနေကိုရှိဖို့လိုပါတယ်အဲ့ဒါကဘာလဲဆိုတော့ consistency လို့ခေါ်တဲ့စင်စက်မပြတ်လှုပ်ဆောင်နိုင်မှုဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကိုလိုချင်တဲ့ဘဝတစ်ခုကိုရောက်အောင်ကြိုးစားနေပြီးအရွေးတစ်ခုကိုရောက်အောင်ကြိုးစားနေပြီဆိုရင်ဒီအခက်ခဲတွေတွေ့လိမ့်မယ်အဆင်မပြေမှုတွေတောက်လျှောက်ကြုံရလိမ့်မယ်ပေါ့နော်အဲ့ဒီယာယီကိုကြော်ဖြတ်နိုင်မှုကတော့စင်စက်တိုက်ကျွန်တော်တို့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်ပြီးတော့စင်ဒီဇိုင်းလှုပ်ဆောင်ခြင်းကပဲ ကိုယ့်ရဲ့ဘဝကိုပြောင်းလဲမှုအကြီးကြီးကိုဖြစ်စေတာပေါ့နော်။အဲကျွန်တော်ဘဝမှာဆိုလို့ရှိရင်လည်းလူအများကြီးကျူးတာကိုခံရတဲ့အရာလေးတစ်ခုရှိရပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ consistency လို့ခေါ်တဲ့ဇက်တိုက်လုံးဆောင်နိုင်တာပဲဆိုတဲ့အရာလေး။အဲတော့ကျွန်တော်ကပူတိုင်းကြော့တစ်ခုရှိတယ်။နောက်တစ်ခုသင်တန်းတွေလည်းဖွင့်တယ်၊ live တွေလည်းလွှင့်တယ်၊ video တွေလည်းနေ့စဉ်တင်ပေးနေတယ်ပေါ့နော်။စာရေးလည်းရေးတယ်။အဲတော့အဲ့တော့ကျတော့လူအများရဲ့ကြီးကျူးခြင်းကိုခံရတယ်ပေါ့နော်။အဲ့လိုမျိုးကျွန်တော်တို့လုံးဆောင်နိုင်ဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာဒီမဖြစ်မနေ ရှိရမယ်ပေါ့နော်ခံယူချက်ဆိုတာရှိရငါဒီຢာကိုရအောင်ယူမယ်ဒီຢာကိုမဖြစ်ဖြစ်အောင်လုပ်မယ်သူများရဲ့တော့လုံနိုင်သေးတာပဲငါဘာကြောင့်မလုံနိုင်ရမှာလဲဆိုတော့အဲ့ဒီမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့ခံယူချက်ပေါ့နော်အဲ့ဒီခံယူချက်ကြောင့်မလို့ပဲကျွန်တော်တို့ကဇက်တိုင်လှုပ်ဆောင်နိုင်လဲအဲ့လိုမျိုးဇက်တိုင်လှုပ်ဆောင်နိုင်လာတဲ့အမျှပေါ့နော်ကျွန်တော်တို့ရလက်တေးရလာတဲ့လူအများရဲ့ချီးကျူးခြင်းကိုလည်းပို့ပြီးတော့မှခံရတယ်ပေါ့နော်ပြောပြောချင်တာကဘာလဲဆိုတော့ဘဝမှာဒီလိုမျိုး crisis ပေါ့နော်အခက်အခဲတွေနဲ့ကြုံတိုင်းကျွန်တော်တို့ကခံစားချက်တွေကို ဦးစားမပေးဘဲနဲ့ပေါ့နော်ဒီ work time ပေါ့လုပ်ပြီးမြောက်မှုကိုဦးစားပေးပြီးတော့မှစူးစမ်းသွားမယ်ဇက်တိုက်လှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်သိကြတယ်ကို့အနေနဲ့အခွင့်အရေးတွေရလာလိမ့်မယ်ရလက်တွေရလာမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်